ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ IMU Snack Channel မှာအားလုံးကိုကြိုဆိုလိုက်ပါတယ် Man U ပရိသတ်တို့ဒီသတင်းကလုံးဝကိုလွှဲမနေပါဘူးဇက်စီနဲ့ကိုဘီမိုင်နူတို့ဟာဇန်နဝါရီအပြောင်းအရွှေ့မှာ Manchester United ကနေထွက်ခွာဖို့စဉ်းစားနေကြပါပြီဒါကိုလည်းအပြစ်ပြောလို့မရအောင်တော့အခုကကဘာပလာနီးကပ်နေလို့ပါဒီနေ့တော့သူတို့နှစ်ယောက်ကိုတုံးသက်မယ်နှစ်ဖက်လုံးအမြင်ကိုပြောပြမယ်ကျွန်တော်အမြင်လည်းပြောပြမယ် အစုံလေးကြည့်ဖို့တော့လိုရနော်ဒီရာဒီမှာမဖြစ်မနေဖြစ်လာမယ့်အရာတွေပါဝင်နေပါတယ်နောက်တစ်ခုကမယူသတင်းတွေကိုနေ့တိုင်းကြည့်ချင်းနေဆို subscribe လုပ်ဖို့မမေ့ရနဲ့နော်မယူသတင်းကြောင်းပြောရရင်အားလုံးကိုပြောင်းလဲအောင်ထားမယ်ဆိုတာမလွယ်ပါဘူးစပါနဲ့ယူရိုပါလိနောက်ဆုံးပွဲမှာရှုံးပြီးတဲ့နောက်တပတ်ကိုတပွဲပဲကစားရတာကပိုပြီးခက်ခဲလာတယ်အဲ့ဒါကြောင့်ပွဲဝင်ခွင့်နေနေတာပဲဒီဗီဒီယိုမှာတော့ဇာစီနဲ့မိုင်နူနှစ်ယောက်လုံးအတွက်ဖြစ်လာမယ့်ယာရီကိုခြားပြသွားမယ်ဒီသတင်းတွေထွက်လာတာဟာကောလဟာလာအဆင့်ကိုကျော်လွန်နေပါပြီဒါပေမဲ့ မင်းတို့ရဲ့အခြေအနေကတော့တော်တော်ကြပါပြီ။စပါလို့အသင်းကိုရှုံးပြီးတဲ့ကမန်ယူမှာပျော်ရွှင်မှုမရှိတော့တာတိတိတတ်တာပါပဲ။ဘလို့ပြုတ်ပြင်ရမလဲဆိုတာကိုတခုချင်းစီပြောပြမယ်။ဇက်စီနဲ့ပဲကျွန်တော်တို့စလိုက်ကြရအောင်။နောက်ဆုံးရသည်ကသူ့အတွက်လုံးဝအရေးပါတဲ့ player တယောက်ပါ။ပြင်းမြားလိစတဲ့ငန်းကြီးမှာခနာကိုကြက်ခိုင်မှုအစင်းသိမရှိသေးပါဘူး။ဒါပေမဲ့အခုအစင်းသိဖြစ်လာပါပြီ။ပိုလည်းကြိုးစားလာပါပြီ။ဒီလီမီကတော့ပြောတယ်ဆက်စီကမပြောတော့ဘူးစနောအာကြီးမှထွက်ချင်တယ်လို့။သူ့အနေနဲ့လဲနားမလဲစရာမရှိပါဘူး။ ရာသီအကျိုးမှာစ조사ထားတယ်ပြီးတော့အခွင့်အရေးမရတာအဓိကကတော့တပတ်တပွဲပဲကစားရတဲ့အတွက်ပွဲဝင်ခွင့်နှဲသွားတာပါ United ဟာစက်ကွန်နဲ့ကုညာအတိတ်ဝယ်ယူထားတဲ့သူတွေလည်းရှိနေပြီးနောက်ဆုံးတော့ဇက်စီအတွက်နေရာမကျန်တော့တာပါသူ့အတွက် Bruno မောက် Sasco တို့ကိုဦးစားပေးနေတာပါ Man U ရဲ့ပထမဆုံးလက်မှတ်ရေးထိုးခြင်းသူက Sasco ဖြစ်တယ်မရတော့မှသာဆက်စီကိုခေါ်ယူခဲ့တာပါဒါကြောင့်သူ့အတွက်အခွင့်အရေးတော်တော်နည်းလာတာပါအဲ့ဒါကြောင့်ဇန်နဝါရီလမှာထွက်ချင်နေဆိုတာအံ့ဩစရာမရှိပါဘူး အတင်းဘက်ကတော့သူ့ညာနဲ့သူထားမယ်ထိခိုက်သူရှိရင်အတုံးပြုမယ်ဆိုပေမဲ့ဇက်စီကတော့တပတ်တပွဲကစားတဲ့အတင်းမှာမနေနိုင်တော့ဘူးဆိုတာပါပဲ ူကပွဲဝင်ရင်သူပျော်ဖို့မဟုတ်ပါဘူးကစားဖို့လာတာပါအခုကတော့ကိုဘီမိန်နူအကြောင်းမှာသူကပြောတော့မပြောဘူးတည်ငြိမ်မမဲမကြင်မနဲ့ဖြစ်နေအခွင့်အရေးမရတာပွဲဝင်ဝင်နေတာဒါပေမဲ့သတင်းစုမထွက်ပါဘူးသူကတည်နေတယ်မျော်လင့်နေတယ် KB1 တွေအဓိကပြဿနာကဘရူနိုနဲ့ပတ်သက်ဘရူနိုတနစ်ပြီးသွားတဲ့အချိန်မှာမိန်နူကိုအစားထိုးဖို့စီစဉ်ထားတယ်ဒါပေမဲ့ကဘာဖလားကန့်ညင်နေတဲ့သူတို့တပတ်တပွဲကစားရတာလုံးဝ carry ကောင်းမှာမဟုတ်ပါဘူး အကယ်၍မန်ယူကဇန်နဝါရီမှာသူ့ငါးခွင့်မပေးဘူးဆိုရင်တော့မေနူနဲ့အတင်းကြဆက်ဆက်ရင်တော်တော်လေးကိုတက်ရောက်နိုင် သူကမန်ယူအတွက်ကစားခြင်းသူအဓိကရန်ဖြစ်ခြင်းသူ ဒါပေမဲ့အခွင့်အရေးမရရင်ကဘာဖလားလဲမကန်နိုင်တော့တာမျိုးဖြစ်မယ်ကျွန်တော်အမြင်နဲ့ပြောရရင်ဇက်စီနဲ့မေနူးနှစ်အောင်လုံးဇန်နဝါရီမှာထွက်နိုင်တယ်ဇက်စီဟာနေရာမရှိတော့တာကြောင့်ထွက်ဖို့ဖြစ်တယ်မေနူးကတော့နည်းနည်းထူးကြတယ်အနာဂတ်အတွက်ခြံသားခြင်းပြင်မဲ့လက်ရှိအခွင့်အရေးနည်းနေတယ်မန်ယူကအချိန်နဲ့မပြောင်းလဲနိုင်ရင်မေနူးကိုအငှားခေါ်ခွင့်ပေးတင်တယ်၆လစာပဲပွဲထွက်ကစားခွင့်ပေးတင်တယ်နောက်တနေ့ဘရူနိုထွက်သွားတဲ့အခါမေနူးကိုအစားတို့အဖြစ်သတ်မှတ်နိုင်မယ် အချင်းချုပ်ပြောပြရရင်အခွင့်အရေးနည်းနေပြီးအတိတ်ဝယ်ယူထားတဲ့သူတွေကြောင့်နေရာမရှိတဲ့ဇက်စီရဲ့အနာဂတ်အတွက်မန်ယူကစီစဉ်ထားပေမဲ့လက်ရှိမှာအခွင့်အရေးနည်းနေတဲ့မင်းနူးရဲ့နေ့အောင်လုံးကဇန်နဝါရီမှာထောက်ခွာဖို့လှုပ်ရှားနေတယ်ကျွန်တော်တို့ Manchester United ပြည်သက်တွေအနေနဲ့ဒီလိုအချိန်မှာအတင်းကိုထောက်ခံနေဖို့လိုတယ်ဇက်စီထွက်သွားတာဖြစ်စေမင်းနူးထွက်သွားတာဖြစ်စေမန်ယူရဲ့အနာဂတ်မတိချသေးပေမဲ့တက်တက်ကြွကြွပဲရှိနေရဆိုတော့သိကြပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတယောက်ချင်းစီအဆုံးထိလိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးများအတင်ပါညာ